MSP အမားလေညီမအဲ့လိုမျိုးပြိုင်ပွဲသွားတာပေါ့နော်25 26လောက်ပါလေအမားကဘယ်သူ့မျက်လုံးထဲမှာစုတုံးစုမြင်နေတဲ့အဲ့လိုပြောတာဟုတ်တယ်ဟုတ်တယ်အဲ့ဒါလေအရန်တော့ပါဟဲခုလာပေါ့အမတော့လို့မရဘူးတော့ organization မှာ၅စုလို့ပြောတာအဲ့လိုပြောလို့ပြောလိုက်သေးတယ်ဟုတ်ဘူးတဲ့မရဘူးလေ၅စုမရဘူး၃စုပဲလို့၃စုပဲဆိုပြီးတော့ကွာခန်းထဲမှာလို့ပြောကြတယ်ပြောနေတကယ်၃စုရွာချင်မှာတကယ်ရင်ထဲမှာပြောတာလို့အဲ့လို ဘယ်လိုမျိုးလဲဆိုကိုယ်စိတ်ထဲမှာလေးပြီတော့အေးကိုယ်စိတ်ထဲမှာဟိုဟာပေါ့နော်ဟိုငငငငလေးတခုရှိရပါလို့တခုဆိုကြိုပြီးတော့နည်းနည်းလေးတော့ဟိုစိတ်ခံစားမိနေတဲ့သဘောလေးနဲ့အဲ့ဒါနဲ့ပြောလိုက်မိတာဘာလည်းမဟုတ်ဘူးပြောလိုက်တဲ့အချိန်မှာတကယ်လည်းဖြစ်သွားတာအဲဘလို့ပြန်ခဲ့လဲဆိုတော့နေ့တိုင်းပေါ့နော်အဲ daily activity တွေလုပ်ရတယ်နေ့စဉ်နဲ့အမျှပေါ့နော် လိုအပ်ချက်တွေတော့ရှိတာပေါ့ဒါပေမဲ့လည်းမိုးလင်းလာနဲ့မိတ်ကက်ပြည့်ဖူးမိတ်ကက်ဖြစ်ရမယ်သူတို့မိုးလင်းလည်းကခေါ်တယ်မနေ့ဆို9နိုင်ဆို9နိုင် right time ဆိုမနေ့9နိုင်တဲ့အနေနဲ့သတ်ထားတယ်ရေမိုးချိုးအဲ့လိုမျိုးပေါ့လိမ့်နေလိမ့်ပြီးတော့တနေုံသွားတယ်အနားမှာနေတယ်ညီမရင်းလိုပဲနေတယ်အဲ့လိုပြီးရင်ဟိုဘာတွေလိုလဲ organization ဟိုဘက် organization ကဘာတွေပြောလဲဒီဘက် organization ကဘာတွေညွှန်ကြားလဲအဲ့ဒီဟာတွေအတိုင်းကိုထပ်တူလိုက်လုပ်တဲ့အခါကျတော့အမအတွက်စုတွေရရလက်ကောင်းတာပါလို့ဟုတ် ဟောအမမေရဲ့မိဘတကယ်မှန်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ makeup ကလည်း main ပဲပေါ့နော်ညီမဆိုလို့ရှိရင်ကိုမန့်နေမှာနာပြောရယ်ဘယ်ဘယ် makeup ဆီမှာနဲ့လူးတာလဲပေါ့အရန်သိကျင်နေပေါ့နော်အဲ့လိုမျိုးပါမေးတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တနေ့တစ်တနေ့ပို့ပြီးတော့ makeup ကမတူဘူးအဒီနေ့ဆိုတမျိုးဆိုလို့ရှိရင်ပြိုင်နေရပြိုင်ဝဲဝင်နေရတော့မှပဲအမကိုကြည့်နေအမနဲ့အမနဲ့တော့မိတ်ကပ်လူးကြည့်နေကြပြီအဲ့လိုအနေထားရဖြစ်သွားတယ်အဲ့လိုမျိုးလေးကကျေးဇူးအများကြီးတင်ပါတယ်မနေ့ဆိုတာနဲ့အမက မိကလူဖို့ပေါ့တချို့မိကဆရာဆိုရင်တော့ပေါ့နော်ညီမစိတ်ချင်ပေါ့ညီမကတော့ခွန်လို့ရင်လူရမှာအမကတော့ညီမမနေ့တိုင်းခွန်တယ်ဟာတော့နေ့တိုင်းကိုညီမဆိုရင်ညီမထင်မသေးအောင်ဒီမြန်မာနိုင်ငံသွားတဲ့အတွက်ကို right time ဖြစ်အောင်အမအရင်ဆုံးအရင်ဆုံးလာသွားမယ်ဆိုတော့ဆဆချင်းနေမှာပဲသူတို့ national caution အတွက်ဓာတ်ပုံရိုက်မယ်ခေါ်လိုက်တဲ့အချိန်မှာအရင်ဆုံး first ရောက်တာဘယ်သူလဲလို့သူတို့မေးလိုက်တယ်မေးလိုက်တဲ့အချိန်မှာမြန်မာ number 1အဲ့ဒီမှာရမ်းသဘောကျသွားတယ် ဝစ်စုံကိုတွေးတဲ့အချိန်မှာလဲဒီဇိုင်နာရဲ့ဖန်တီးမှုတအားသဘောကျရတယ်သူကဟဲသူတို့ဖန်တီးထားတာလေးကဘယ်လောက်တောင်လှတာလားဒေါင်းမွေးအစ်စ်တူသုံးတာလားအဲ့လိုတွေမေးတာပေါ့နော်ဝစ်စုံရဲ့တန်ကြီးကဘယ်လောက်ရှိရဆိုတော့ပြောလိုက်တဲ့အချိန်မှာသူတို့အယံအံ့ဩသွားတယ်ဟိုဘယ်လောက်ပဲပေါ့နော် organization ကပေါ့နော်အဲ့လိုမျိုးဒီလိုလုပ်ပေးရမယ်လို့ပဲပြောပြောဘယ်သူကပဲဘယ်လိုပဲပြောကိုယ်တိုင်စိတ်ထဲရအောင်ပေါ့နော်ဟုတ်တယ်ဟုတ်တယ်စိတ်စိတ်ထဲရအောင်စိတ်နဲ့လုပ်ပေးမှသာလေဒီလူကြောက်အဲ့ဒါဆိုအမရဲ့စိတ်ထားကိုအယံမြင်ရတယ်ဘာဖြစ်လို့လဲဆိုတော့တကယ်ကိုသူကလည်းညီမရှင်အယံဖြစ်စေချင်တာ အမနဆိုအောင်နဲ့အာချအထတော့သူကရေရင်ချိုးပေးတာအတူတူနေရာဆိုတော့လေရေရင်ချိုးပေးတာချိုးပေးပြီးပြီဆိုတော့အာမေးထားတော့မေးခုထားတော့မရတော့ထားရမလို့နော်ပေးတိုင်းကျတော့အရန်ပင်မန်းအရန်ပင်မန်းတော့လေကိုရေအချင်းဘာညာကိုမျိုးစုံပြောပေးရမျိုးစုံအရန်ဟိုညီမတော့လေတကယ် support ပေးရပါလို့မားကလေဟိုအိမ်အောင်ရှင်မေမေလည်းဖြစ်တယ်ကလေးတွေတစ်ဖက်နဲ့လည်းဖြစ်တယ်ကလေးတွေတစ်ဖက်နဲ့လည်းဖြစ်ရဲ့ဒါနဲ့ဟိုဒီလောက်ထိလုံနိုင်တဲ့အတွက်ကိုအရန်ကုန်ယူရယ်ပေါ့နော်ဘာလို့လဲဆိုတော့ဟို သားသမီးတွေရဲ့တာဝန်ကိုလည်းမလင်ဟန်းအောင်သူ့မှာဖုန်းဆက်တယ်အများနဲ့ပြောနေရတယ်တခြားထဲမှာကလေးနှစ်ယောက်အမေကလေးနှစ်ယောက်မမေအဲ့ဒါကိုမှသူကဟိုအိမ်ောင်မှုတာဝန်လည်းမလင်ဟန်းအောင်ဘာသာရေးလည်းတအားလုပ်တယ်အကုန်လုံးတောင်းစီအောင်လူမှုရေးလည်းလုပ်ရတယ်အဲ့ကြားထဲမှာရအောင်သူပြိုင်နေတဲ့အတွက်ကိုကိုကတော့ရစီချင်တာကိုအမလည်းဖြစ်တော့အမရအောင်လုပ်တော့အမရမှဖြစ်မှာအမမရရင်ကိုတည်းကဘာပဲဖြစ်မြန်မာလူမျိုးအနေနဲ့ကိုသွားတယ်ကိုမယ်ကတခုခုမရလာဘူးဆိုရင်ကိုအတွက်က ဟိုဘာပဲဖြစ်ဖြစ်လေဟိုမျက်နှာပန်းမလှအောင်အဲ့တော့အမရအောင်လို့အမရမှရမှာကိုကအဲ့ပွဲစဉ်တောက်လျှောက်တောက်လျှောက်ကိုကို RAM ပြီးတော့ပြောနေတဲ့အခါကျတော့ရလာတဲ့ထွက်လေအဲ့ရတဲ့နေ့ကဆိုကိုတကယ်မျက်ရည်ရင်ထဲကနေကြတာအဲ့အမရေပျော်လိုက်တာအနားတော်မရဘူးကို့မှာဗီဒီယိုရိုက်တာ memory တွေကပြည့်စုတွေကတစ်ခုပြီးတစ်ခုရလာနော်ရတဲ့အချိန်မှာဖုန်းက power ကြီးကပိတ်သွားလို့တိုင်နေပတ်တာနှစ်ယောက်သား connection ကမမိဘူးအဲ့လိုအာမထွေးရလဲအရှိရနေကြည်ပြီးတော့ပန်ပိုးတယ်အကုန်လုံးကပျော်တာပေါ့မိသားစုတွေကလိုက်လာတယ် ကလေးတွေရောမိသားစုတွေရောအမေတွေရောအကုန်လိုက်ပံ့ပိုးပါတယ်ဟောမကျေစုတင်ကမပြောခင်လေညီမတခုပြောချင်တာအမကလေညီမအဲ့လိုမျိုးပြိုင်ပွဲသွားတာပေါ့နော်25 26လောက်ပါလေအမကကလေသူ့မျက်လုံးထဲမှာစုသုံးစုမြင်နေတယ်အဲ့လိုပြောတာဟုတ်တယ်ဟုတ်တယ်အဲ့ဒါလေအရန်တော့ဟဲခုလားပေါ့ အမနော်လို့မရဘူးနော်လို့ organization မှာ50လို့ပြောတာအဲ့လိုပြောပြောလိုက်သေးတယ်မရဘူးလို့50စုမရဘူး30စုပဲလို့30စုပဲဆိုပြီးတော့ကွန်ခန်းထဲမှာအဲ့လိုပြောကြတယ်ပြောနေတကယ်30စုရွာအချိန်မှာတကယ်ဟိုရင်ထဲမှာပြောတာအဲ့လိုအဲ့လိုဘယ်လိုမျိုးလဲဆိုတော့ကိုယ်စိတ်ထဲမှာနေပြီနော်အေးကိုစိတ်ထဲမှာဟိုပါတော့เนาะဟိုငငငငလေးတခုရှိရပါလို့တခုဆိုကြိုပြီးတော့နည်းနည်းလေးတော့ဟို စိတ်ခံစားမိနေတဲ့သဘောလေးနဲ့အဲ့ဒါနဲ့ပြောလိုက်မိတာဘာလည်းမဟုတ်ဘူးပြောလိုက်တဲ့အချိန်မှာတကယ်လည်းဖြစ်သွားတာဖြစ်သွားတော့အမရဲ့ပြောတာမှန်သွားတယ်နော်ဆိုအဲ့လိုဖြစ်သွားတာဟုတ်မြန်မာစတာပစာ